American အစိုးရရန်ရာလေပတ်မှုတွေရပ်ဆိုင်းထားရတဲ့ shutdown ဖြစ်စဉ်ဟာသမိုင်းတစ်လျှောက်အရှည်ကြာဆုံးစံချိန်သစ်တန်ခဲ့ပါတယ်။အစိုးရ budget တဲ့ကိစ္စကိုလွှတ်တော်မှာညှိမရတော့ကြောင်းအော်တိုဗလာတည့်ရနေ့ကလေးကအစိုးရ shutdown ဖြစ်နေခဲ့တာပါ။အခုဆိုရင်တော့ shutdown ကာလဟာ36ရက်ထိကြာမြင့်လာပြီး Federal အစိုးရလက်အောက်ခံ agency အားလုံးနှိပပေါ်ထိခိုက်တရမှုတွေရှိခဲ့ပါတယ်။အရင်ကအကြာဆုံးအစိုးရ shutdown စံချိန်ဟာလက်ရှိ American သမ္မတ Donald Trump ရဲ့ပထမအစိုးရသက်တမ်းအတွင်း 2018ခု2019နှစ်စန်းပိုင်းမှာ35ရက်ကြာမြင့်ခဲ့ပါတယ်။အတီတုံးက Federal အစိုးရလက်အောက်ခံ Agency တချို့တဝက်လောက်တော့လုပ်ငန်းတွေရပ်တန့်ရလျှော့ချခဲ့ရတာပါ။အခုခါမှာ American သမိုင်းတလျှောက်အကြအဆုံးအစိုးရ shutdown ဖြစ်လာတဲ့အချိန်အာဏာရ Republican Party ဘက်ကရောအတိုက်အခံ Democratic အင်အားစုတွေကပါဘတ်ဂျက်အသစ်ကိစ္စအတွက်အလျှော့ပေးပြီးညှိနှိုင်းမှုတွေမရှိဘဲတင်းခတ်နေကြဆဲဖြစ်ပါတယ်။ Democratic Party ကတန်းနေချီတဲ့အစင်းရွှဲနွမ်းပါတဲ့ American ပြည်သူတွေအတွက် ကျမရေးဆောက်ရှောက်မှုဈေးကိုဘတ်ဂျက်အသစ်ထဲမှာသက်တမ်းတိုးမြှင့်ထည့်သွင်းဈေးကြမှာရယ် Republican တွေကတော့ကျမရေးဆောက်ရှောက်မှုဟာအစိုးရဘတ်ဂျက်နဲ့တီးခြားဈေးကင်တွေတင့်တယ်လို့ပြောပါတယ်ဒီငင်းပွားမှုကိုလွှတ်တော်ထဲမှာအကြမ်းကြမ်းညှိနှိုင်းနေပေမဲ့မအောင်မြင်သေးပါဘူးဒါပေမဲ့နှစ်ဖက်စလုံးကဒီအချက်တဲကိုဖြည့်ရှင်းပြီးသဘောတူညီချက်တစ်ခုခုထွက်ပေါ်လာဖို့လိုလားနေတဲ့အတွက်နောက်ထပ်အချိန်ကြာကြာမဆောက်ရတော့ဘူးလို့သူခန့်စားမိကြောင်းအထက်လွှတ်တော် Republican အစုအဝေးခေါင်းဆောင်ဂျွန်သွန်းကပြောပါတယ် လေ့လာသူတွေကတော့ shutdown အချိန်ကြာလေလေ American ပြည်သူတွေရဲ့နေဆင်လူနေမှုဘဝအပေါ်ထိခိုက်သက်ရောက်မှုတွေဆိုးလေလေလို့ထောက်ပြထားပါတယ်။ Federal အစိုးရဝန်ထမ်းထောင်နဲ့တောင်းနဲ့ကြည့်ပြီးလစာမရကြသေးတယ်လို့ရက်ရှည်ခွင့်တွေသတ်မှတ်ခံထားကြရတာပါ။ဒါ့အပြင်လေချောင်းထိန်းသိမ်းရေးဝန်ထမ်းတွေအများပြားလဲခွင့်သတ်မှတ်ခံထားရတာကြောင့်လေချောင်းခီးစည်တွေနဲ့ပတ်သက်လို့လဲနှောင့်နှေးမှုတွေပြဿနာတွေကြုံတွေ့နေရတာဖြစ်ပါတယ်။ American အထောက်လွှတ်တော်မှာတော့ budget ကိစ္စမပြေလည်သေးခင်အတော်အတွင်းမှာအစိုးရရန်တရာပြည်လဲလဲပတ်နိုင်စေဖို့ ရေတိုးအသုံးစရတခုသဘောတူညီနိုင်ရေးညှိနှိုင်းမှုတွေကလည်းအခုထိအကျိုးမထူးသေးပါဘူးဒီမိုကရက်တစ်တွေကအစိုးရအနေနဲ့ပြည်သူ့ကျန်းမာရေးဆောက်ရှောက်မှုရန်ပုံငွေတွေကိုအနာဂတ်ဘတ်ဂျက်တွေထည့်သွင်းဖို့ကတိမပေးသေး၍ရေတိုးဖြည့်ရှင်းမှုတွေမှာပူးပေါင်းဖို့အငင်းဆိုထားပါတယ်လက်ရှိအစိုးရအသုံးစရဟာနိုဝင်ဘာလ22ရက်နေ့အထိပဲလက်ကျန်ခွဲတန်းရှိတော်တာကြောင့်အဒီမတိုင်ခင်သဘောတူညီမှုတခုရှာဖွေဖို့လေပါတီနှစ်ရက်စလုံးအတွက်အဖိအားဖြစ်နေပါတယ်အခုသတင်းပတ်အတွင်းမှာလည်းထင်ရှားမြင်သာတဲ့တိုးတက်မှုတွေရှိမလာဘူးဆိုရင်တော့ အခြေအနေတွေက လာမယ့်သတင်းပတ်တွေမှာပိုပြီးခက်ခဲသွားလိမ့်မယ်လို့သွန်းကအတည်ပြုထားခဲ့ပါတယ်ရှင်